မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဆက်တဲ့ကြိမ်တုန်းကဗောနောဒီကီလေးလုံးဗောနောအာနီက၅မျိုးဖြစ်ပါတယ်အဲ့မှာတော့၃ခုနေဗောနောပရိတ်ကလည်း၄ပရိတ်၃ခုနေနှလုံးပေါင်းရှင်းဒီကျွန်တော်ပေတံနေလဲ OK တယ်ဗောနောအဲ့မှာကျွန်တော်ဒီမှာ၉၃မြနေ၃လေး၆နေမှာဆိုရင်၄ပရိတ်နေ၃၉ဖြစ်ပါတယ်ဗောနောအာ၃ခုနေဖြစ်ပါတယ်ကျွန်တော်ဒီမှာနေ၃ခုဖြစ်သွားတယ်ဗောနောကျွန်တော်ဒီ short break 9 9 9နေကို ရွေးလိုက်တာဖြစ်တယ်ပေါ့နော်အဲဒီမှာတော့၄ break ညီ၃ခုဖြစ်ပါတယ်ဒါကကျွန်တော်အဆက်တစ်ချိန်တော့ပေါ့နော်အဆက်နှစ်ချိန်မှာကျွန်တော်ဒီဟာလေးကိုပြန်အဆက်ပေါ့နော်သူရဲ့အဆက်ကကျွန်တော်ဒီဟာလေးရတယ်ပေါ့နော်ဒီအဆက်ရောင်ရှည်ထားဒီဟာလေးရတယ်ဒီဟာလေးကိုမှကျွန်တော်နောက်ထပ်တစ်ခုပေါ့နော်ကျွန်တော်ဒီဆက်တဲ့ကြိမ်တော့ကအပြီးခွေကအပြီးခွေကနန်းနဲ့ပြန်ရှုပ်မှဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီအပြီးခွေကနန်းကကျွန်တော်336နေစားတယ်ပေါ့နော်336နေတောက်ချောင်း ပြည့်ခဲ့တဲ့ဘက်မှာနေ3 4 9 8 9ပေါ့နော်အဲ့မှာလေ3 9နေဆိုပြီးပြပေးထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့မှာနေ3 4 9 8 9နဲ့ပြန်ကြီးကြည့်မယ်ပေါ့နော်နေ3 4 9 8 9โอเคဒါဆိုရင်ကျွန်တော်ဒီနေ3489ဆိုလို့ရှင်9နေ346အဲ့ဒီပြိဋ္ဌဲကကျွန်တော်ဒီ309ပေါ့နော်သူရှားပြီးတော့တာကနေ39ဖြစ်ပါတယ် အဲလေးပရိပေါ့နော်နှစ်3ခုအဲ့ဒီမှာဆိုရင်ကျွန်တော်ဒီညီကြည့်လိုက်တော့ဒီလေးခွဲပေါ့နော်3ခု9ရနှစ်3ခုရနှစ်3ခုရနှစ်5ခုရမှာနှစ်3ခုဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီနီးအဆက်ကိုကျွန်တော်ဒီကီးလေးလုံးနဲ့အပြီးခွေကနန်းနဲ့ပေါ့နော်ပြန်ပြီးချုပ်ကြည့်မယ်ပေါ့နော်ပြန်ချုပ်ကြည့်တော့ဒီ3 4 5 6 8 9 10များဖြစ်တယ်ပေါ့နော်၁၂ကြိမ်မှာ၃၄၅၆၈၉၃များဆိုတော့ကျွန်တော်ဒီ၄ခွဲ့အပြည့်ခရစ်တပတ်လိုမျိုးပဲပေါ့နော် လေးခွန်ဒီ၁၂ချိန်မှာလေလေးခွန်ရတာဖြစ်ပါတယ်လေး၅တုံများလေး၆တုံများ၅၈တုံများ၆၈တုံများဆိုပြီးရတယ်ပေါ့နော်တုံများကိုကျွန်တော်ကအလေးအပိတ်မှာထားမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်ဒီလေးခွန်ရတာလေးဖြစ်တယ်ပေါ့နော်တုံများလေး၅ရဲ့လေး၆တုံများရဲ့တုံများ၅၈ရဲ့၆၈တုံများရဲ့ဆိုပြီးတော့ဒီလေးခွန်ပေါ့နော်ပြီးခဲ့တဲ့တစ်ပတ်မှာလေးလေးခွန်ရတယ်ဒီတစ်ပတ်မှာလေးလေးခွန်ပေါ့နော်အကယ်၍ဒီကီးတစ်ခုခု ပေတံတစ်ခုခု နှလုံးပေါင်းခြင်းအတန်တခုခုပြည့်သွားခင်မှာဆိုတဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဒီတကွဲကောင်းမဲ့ချိန်နေတဲ့အမိုက်ဆွေတွေအတွက်ကျွန်တော်တကွဲကောင်းကိုလည်းပြပေးသွားမယ်ပေါ့နော်โอเค၁၂ချိန်မှာကျွန်တော်ဒီဟာလေးတင်ပြထားတာဖြစ်တယ်ပေါ့နော်ဒီခွန်ခွန်ကူတပင်ဟာဒီစာပြပြပေးထားတာဖြစ်ပါတယ်ခွန်ခွန်ကူမှာဒီခုနှစ်ကိုတစ်ချိန်နှစ်ကိုနှစ်ချိန်ပေါ့နော်ခုနှစ်တစ်ချိန်နှစ်နှစ်ချိန်သုံးလေးချိန်ကိုတစ်ချိန် လေးနှစ်ကြိမ်လေးခွန်တစ်ကြိမ်စီပြီးရင်ခွန်ကိုသုံးကြိမ်ပေါင်းပြီးငါးနဲ့ထပ်ပေါင်းတာဆိုရင်ခုနှစ်ရတယ်ပေါ့နော်ခွန်ထိန်မှာခွန်၃ည၃ညဖြစ်ပါတယ်ခွန်၃ည၃ညပြီးရင်၃ထိန်၃ခွန်ခွန်ဒါနီးပါတယ်ပေါ့နော်ရှိကိုလေဒီတန်းချောက်ရေးထားတာမဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီမှာနီးနေတကွာပေါင်းလက်ပြပေးထားရှင်းဖြစ်ပါတယ်နင်းနစ်ခွန်3ထိပ်3ရှိရှိ3ထိပ်3ညာကိုဖြစ်ပါတယ် ပြီးရင်3ထိပ်3 5နှစ်ပြီးရင်လည်း3ထိပ်3 9နှစ်ဖြစ်ပါတယ်ဒီ72ချောင်းမှာတော့ဤအရာโอเคမယ်ဆိုရင်ပေါ့နော်ကျွန်တော်9ထိပ်ရမှာဖြစ်ပါတယ်ဒါဒီကျွန်တော်တင်ချာဤအရာပေါ့နော်ဒီလိုလေးတောက်ချောက်ဆိုပေမဲ့72ချောင်းမှာโอเคရှင်မှာโอเคမယ်ပေါ့နော်အကယ်၍ကန်တရားပေးသွားခင်မယ်ဆိုရင်ပေါ့ခင်ဗျာကျွန်တော်2020年က72ချောင်းမှာထိပ်စီကနန်တလုံးသေးတော့ဤအရာပေါ့နော်ဒီမှာဆိုရင်9ထိပ်စီဖြစ်ပါတယ် ကိုထိန်စီရတယ်ပေါ့နော်။ Okay ဆက်ပြီးတော့ကျွန်တော်အလေးထိန်ကိုဆက်ပြီးတူတူလေ့လာကြည့်မယ်ပေါ့နော်။ဒီမှာနီးပြနီးပါပီတာဖြစ်ပါတယ်။ကတော့အလေးထင်ကိုဆက်ကြည့်အောင် အလေးထင်ကဒီဟာလေးပေါ့နော်ခွန်တုံများတုံများကနေစမှာဖြစ်ပါတယ်။ဒါကအလေးဒီပေါ့နော်။ဒီရှင်းမှာတစ်ကြိမ်ပေါင်းထားတာဖြစ်ပါတယ်ခင်ဗျာ။ရှင်းမှာတစ်ကြိမ်ခွန်ကူမှာတစ်ကြိမ်ပြီးရင်တော့ကျွန်တော်တို့ဒီတင့်မှာတစ်ကြိမ်ပေါ့နော်။တင့်မှာတစ်ကြိမ်၄နှစ်ကြိမ်၈လေး ချိန်ခွန်၄ချိန်ခုနှစ်တချိန်ပေါင်းရင်၃များအရတယ်ပေါ့နော်ဆိုတော့အဒီ၃များအလေးမှာခွန်၃များ၃များဒီနေ့အတိုင်းပဲခွန်၃များ၃များနေဆက်တွေ့တော့ခုနှစ်၃ခွန်ခွန်၉၈၉၄၆၅၆၃၈၆ခွန်နိနိအလေနိနိခွန်၈အလေ၃ရှိရှိ၃ညအလေ၃၃ညကို၅အလေ၃၅နဲ့၉အလေ၃၉နဲ့ဒီမှာဆွေး၁၂ချိန်မှာကျွန်တော်နိအရာတော့ဒီတိ အလဲဆိုပြီးရတယ်ပေါ့နော်ကျွန်တော်တို့ဒီအလဲထိုင်အားနေမှာလဲဒီတစ်ကတော့ကျွန်တော်တို့အားနေထဲမှာပါတယ်ပေါ့နော်တိုးတိုးကျွန်တော်တို့ဤအရာပေါ့နော်ဤအရာဤဒီဘလောက်ပဲကောင်းကောင်းပေါ့နော်ဟုတ်ကဲ့နာရှင်တအလဲရတာဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်မှာကျွန်တော်သုံးထိပ်စီအားနေတယ်ဆိုပေမဲ့သုံးထိပ်စီသုံးခုနဲ့ခြာပေးသွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာတော့ဤအရာတအလဲဆိုပြီးရတယ်ခင်ဗျာ တည့်အလေထိုင်အားနေတယ်ဆိုပေမဲ့ပေါ့နော်ဒီနေ့မှာတော့တည့်အလေရတယ်ဒီနောက်ထပ်အပိတ်ကဒီမှာတော့နှစ်ကြိမ်နှစ်ကြိမ်နှစ်ကြိမ်ပြီးရင်တစ်ကြိမ်ပြီးရင်ဒီမှာတစ်ကြိမ်၆မှာတစ်ကြိမ်2နှစ်ကြိမ်2နှစ်ကြိမ်ဒီလေးမှာနှစ်ကြိမ်တစ်ကြိမ်တစ်ကြိမ်ကိုအကုန်လုံးပေါင်းပြီးတော့6နဲ့ထပ်ပေါင်းတာဆိုရင်၃များရတယ်ပေါ့နော်၃များအပိတ်9 3ည3ဖြစ်ပါတယ်ခုနှစ်အပိတ်300ပြီးရင်တော့ကျွန်တော်၄အပိတ်8943အပိတ်963ခုနှစ်အပိတ်689 ခနှစ်အပိတ်နိနေခနှစ်ရှစ်အပိတ်၃ရှိရှင်ကိုအပိတ်၃၃များကိုနိအပိတ်၃ငါးနိနိအပိတ်၃ခုနိဒီဆက်တဲ့ချိန်မှာကျွန်တော်ဒီနိအရာပေါ့နော်နပိမာလေးနိပြပေးထားတယ်ပေါ့နော်ကျွန်တော်ဒီမှာနိအပိတ်ဆိုပြီးရတာဖြစ်တယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်နိအပိတ်ဆိုပြီးပြင်မယ်ပေါ့နော်ကိုထေစီတိအလေထိုင် နိအပိတ်တကွက်ကောင်းဆိုရင်တော့ကျွန်တော်တို့သုံးရှင်တဲ့ကန်ဆန်းရှင်တဲ့မိတ်ဆွေတွေအတွက်ဆိုရင်တော့ကျွန်တော်ကုတီနစ်တဲ့ဖြစ်သွားမယ်ပေါ့နော်ဒါကတော့ကျွန်တော်ကန်ဆန်းတဲ့အနေနဲ့ပေါ့နော်ကျွန်တော်90ရာခိုင်နှုန်းတင်ချနိအရာဖြစ်ပါတယ်ကံပေးရင်တော့အရာမှဖြစ်တယ်ပေါ့နော်နိဒီဘလောက်ပဲကောင်းနေပါစေကျွန်တော်ရထိတ်မှပေါ့နော်သိစိတ်မှအရာမှဖြစ်ပါတယ်โอเคဒါဆိုရင်ဒါကတကယ်ကောင်းသုံးရှင်တဲ့မိတ်ဆွေတွေတက်ပြပြီးရှင်းတာဖြစ်ပါတယ်ဗောနော် နောက်ထပ်လုံးပိန်နဲ့ကျွန်တော်ပြပေးသွားပါဦးမယ်ဗောနော်လုံးပိန်ဤ၃မျိုးဖြစ်ပါတယ်။တုံပြီးခဲ့တဲ့တပတ်ကျွန်တော်ဒီလုံးပိန်ဤ၃မျိုးမှာဤနံပါတ်၄တခုပဲဗောနော်။ဒီ၄တဲ့၄လေးလုံးပိန်မှာ၃ည၄၄ဖြစ်ပါတယ်။၄ကအလေနဲ့အပိတ်ဗောနော်။ဒီလုံးပိန်မှာနိနိတိဒီအပိတ်ပြီးရင်၄လုံးပိန်မှာ၈၄၃လေးကအလေ၃လုံးပိန်မှာ၈၆၃၃အပိတ်၉လုံးပိန်မှာနိတုံညာ၉၉အပိတ် ကိုလုံးပိမှာခွန်ခွန်ကိုကိုအပိတောင်ညာလုံးပိမှာခွန်တောင်ညာတောင်ညာအလေအပိပေါ့နော်ခုနှစ်လုံးပိမှာခွန်ခွန်ကိုအလေအပိလေးလုံးပိမှာရှစ်ကိုလေးလေးအပိသုံးလုံးပိမှာ963သုံးအပိခုနှစ်လုံးပိမှာ68ခွန်ခွန်အပိဒီနှစ်လုံးပိမှာနှစ်နှစ်ခွန်နှစ်ဒီအလေဖြစ်တယ်ပေါ့နော်ဒီမှာလေးပါတယ်โอเคနင်းနစ်ခွန်ပြီးတော့ဆက်ကြည့်အောင်ပါနော်ဒီမှာဆိုရင်အလေးတော့မဟုတ်အပိတ်နေရာမှာ ရှားပေးလေးရှိတယ်ပေါ့နော်။ Okay ပြီးခဲ့တဲ့တစ်ပတ်မှာတော့ကျွန်တော်ဒီနီး၃မျိုးမှာနီးနံပါတ် A နဲ့နံပါတ် B ပြည့်တယ်ပေါ့နော်။ရှင်းလုံးပိန်မှာ၃ရှိရှိ၊ကိုးလုံးပိန်မှာရှင်း၃တုံများကိုကိုးလေပိတ်ပေါ့နော်။နီးလုံးပိန်မှာ၃၅နဲ့နောက်ထပ်နီးလုံးပိန်မှာ၃ခုနီးဖြစ်ပါတယ်။ဒီတဲ့နဲ့နီးနဲ့ A နဲ့ B နဲ့ကတော့ပြီးခဲ့တဲ့တစ်ပတ်မှာပြည့်သွားတယ်ပေါ့နော်။ဘလောက်ပဲကောင်းနေပါစေတောက်၆ဆိုပေမဲ့ပြည့်တယ်ပေါ့နော်။ဆိုတော့ဒီနီးနံပါတ်၃နံပါတ်၄ ျွန်တော်ဒီအရာရှောင်းလုံးပိန်ရမယ်ပေါ့နော်အဲ့ဒီရှောင်းလုံးပိန်ဒီအလဲတုံမဟုတ်အပိတ်နေရာဖြစ်ပါတယ်ဆိုတော့သူနည်းသူဟန်ကောင်းတယ်ပေါ့နော်ဆိုတော့ဒီဟာလေးပဲဆိုရင်တော့ရှောင်းလုံးပိန်နောက်ထပ်တစ်ခုနီးအတိဖြစ်ပါတယ်ပေါ့နော်လုံးပိန်နီးအတိဒီနီးလုံးပိန်မှာနီးနီးတိလဲလုံးပိန်မှာရှစ်လေးတော့ ဒုံချောင်းလုံးပိန်မှာရှေချောင်းသုံးနှစ်တုံများလုံးပိန်မှာနှစ်တုံညာကိုကိုကိုလုံးပိန်မှာခွန်ခွန်ကိုပေါ့နော်ခွန်ရဲ့တုံညာရဲ့မှာခွန်တုံညာတုံညာသုံးရဲ့ခွန်ရဲ့မှာသုံးခွန်ခွန်ရှေ့ရဲ့ကိုရဲ့ရှေ့ကိုလေသုံးသုံး963ပြီးရင်တော့ရှေ့ခွန်68ခွန်ဖြစ်ပါလေဒါကတော့သူချပေးနေတဲ့ဟာကိုပဲကျွန်တော်ပြပေးရရှင်းဖြစ်တယ်ပေါ့နော်ဒီ72ချိန်မှာတော့ချပေးမချပေးကတော့ ကျွန်တော်တို့လည်းမသိဘူးပေါ့နော်ဆိုတော့ဒါတော့ကန်ဆန်းတဲ့အနေနဲ့ပဲသွားမှာဖြစ်ပါတယ်နှစ်လုံးပိန်မှာ၃ငါးနှစ်နှစ်အပိန်၉နှစ်လုံးပိန်မှာ၃ခုနှစ်ပေါ့နော်ဒီတစ်ပတ်မှာနှစ်အရာ၄ရက်၉ရက်ဆိုပြီးရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ခုနက၆လုံးပိန်လည်းရှိတယ်ပေါ့နော်ဒီအပန်းရောင်ရှယ်ထားတဲ့လုံးပိန်ကိုကြည့်အောင်ဒီ၄ကအလဲအပန်းရောင်ရှယ်ထားတဲ့တခုပေါ့နော်၆ကအလဲ၃ညကအလဲနှစ်တုံးများကို၉ကတော့အပိန်ဒီတုံးများကတော့အလဲနဲ့အပိန်နေရာဖြစ်ပါတယ် ပြီးရင်ဒီ9ကတော့အလေနဲ့အပိတ်နေရဒီ9ကတော့အလေပေါ့နော်3ကတော့အပိတ်9ကအပိတ်6 6 9ဟာ sorry 6 8 9ပေါ့နော်နှစ်လုံးပိန်မှာ2ကအလေ6လုံးပိန်မှာ6ကလေပိတ်9လုံးပိန်မှာ9ကအပိတ်နှစ်လုံးပိန်မှာ2အပိတ်နှစ်လုံးပိန်မှာ2အပိတ်ဒီတစ်ပတ်မှာ9ဒီလေအလေတော့မဟုတ်အပိတ်လားပေါ့နော် ကိုယ်တလုံးအလေအပိတ်ပွားလာပါတော့ဒါဆိုရင်ကျွန်တော်6ကလေးအလေအပိတ်နေရာဆိုတော့ကျွန်တော်လေးကအော်တိုမက်တစ်ဒူတီထိစိနေရာရောက်သွားမယ်ပေါ့နော်ဒါကြောင့်မို့လေး6ကိုလေးကို6သိဆိုပြီးတော့ဒီနှစ်ခုပေါ့နော်ဒါဆိုရင်ဆူဆူပေါင်းတဲ့တုံးခွေရာမှာဖြစ်ပါလေဒီကန်ဆန်းခြင်းနဲ့မိတ်ဆွေတွေအတွက်ပေါ့နော်ဒါလုံးပိုင်းနေ့တစ်နေ့ဒီလည်းကျွန်တော်သင်ပေးထားတာဖြစ်ပါတယ်ဒီမှာထိပ်ပေါ့နော်ဒီအစိမ်းရောင်ရှည်တာတွေဟာကသူဒီထိစိနေရာလေရှားပြီးလေးရှိတယ်ပေါ့နော် ဆိုတော့လေးထိတ်စီ6အလေး9အပိတ်လေးထိတ်စီ9အလေး6အပိတ်ဆိုပြီးရတယ်ဗောနော်ခုနကကျွန်တော်လေးကွက်ကားဒီလေး9တုံများလေး6တုံများ9 8တုံများ6 8တုံများဆိုပြီးရတယ်ဗောနော်โอเคဒါလေးကိုကျွန်တော်ကန်ဆန်နေအနေနဲ့ပဲသွားမှာဖြစ်ပါတယ်9 10ကတော့ကျွန်တော်နေပရိဖြစ်မယ်ဗောနော်လေး6 9ကတော့ကနန်း3လုံးပေါင်းရှင်9ပရိဖြစ်ပါတယ် ပြီးရင်လေးကိုလျှောက်ကလည်းကျွန်တော်ကိုပရိစုပြီးဖြစ်ပါတယ်ပေါ့နော်။ Okay တားလေးကတော့ကျွန်တော်သိဆိုင်ရင်တော့အရာမပဲဖြစ်ပါတယ်။မိမိတို့အနေနဲ့လည်းကြိုက်တယ်ဆိုမှပဲယူသုံးကြပါခင်ဗျာ။ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်။ Okay ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲဒီဆက်နံချိန်မှာလည်းကံပေးလို့အားကြပါစေခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။